မင်္ဂလာပါခင်ဗျာ A1 channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ virtual master card free shop တနည်းလေးပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့မယ်ဆိုရင်တော့ like and subscribe လေးနှိပ်ခဲ့ပေးပါဦးเนาะကျွန်တော်တို့အသုံးပြုမဲ့ application တွေကတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာအသုံးများတဲ့ true money wallet application ဖြစ်ပါတယ် true money wallet ဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာပေါ့เนาะအသုံးများတဲ့ ဒါ KBC Pay လို့ Web Money လို့မျိုးကျွန်တော်တို့ Wallet Application တခုဖြစ်ပါတယ်ဒီ Application ကဆိုရင်ကျွန်တော်ထိုင်းနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီ MMQR ပေါ့နော်မြန်မာ Pay လို့မျိုးပဲကျွန်တော်တို့ထိုင်းနိုင်ငံမှာဒီ Bank Account နေနဲ့ကျွန်တော်တို့အပြန်အလှန်ပေါ့နော်မွေလွေးပြောင်းတာတွေလောက်ဆောင်နိုင်တဲ့ဒါအသုံးများတဲ့ application တခုဖြစ်ပါတယ်ကျွန်တော်တို့ level 2ဆိုရင်သူက function တော်တော်စုံနေပေါ့နော်ကျွန်တော်တို့ level 1 account ဖွင့်မယ်ဆိုရင်ကျွန်တော်တို့မှာ time phone number နဲ့ passport တော့အနည်းဆုံးရှိထားမှာဖြစ်ပါတယ်เนาะကျွန်တော်တို့မှာဒီ ထိုင်း driving license တို့เนาะတခြားတော့ထိုင်းနိုင်ငံမှာရှိရတဲ့နေရာလေးစာကိုအတည်ပြုနိုင်တဲ့ document တစ်ခုခုပေါ့နောက်တစ်ခုကအလုပ်ပေါ့เนาะကျွန်တော်တို့ဒီ work permit တစ်ခုခုအဲ့လိုကတ်တည်ရှိရဆိုရင်တော့ကျွန်တော်တို့ level 2ရှောက်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ level 1ရှောက်မယ်ဆိုရင်ကျွန်တော်တို့ကထိုင်းထိုင်းဖုန်းနံပါတ်နဲ့မြန်မာ passport ဒီနှစ်မျိုးပဲလိုပါတယ်เนาะကျွန်တော်တို့ထိုင်းဖုန်းနံပါတ်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါရန်ကုန်တို့မန္တလေးတို့เนาะတချို့နေရာတွေမှာဒါထိုင်းစင်ကတ်တွေ ကျွန်တော် online ကနေဝယ်လို့ရပါတယ်ပြီးတော့ကျွန်တော်ထိုင်းစက်ကဝယ်ပြီးတော့တဲ့အခါမှာကို့မှာလည်း passport ရှိတယ်ဆိုရင်တော့ကျွန်တော် true money wallet ကိုလွတ်လပ်ကူကူရှောက်လို့ရမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ passport နဲ့ပဲဖွင့်မယ်ဆိုရင်တော့ကျွန်တော် level 1ပဲရမှာဖြစ်ပါတယ်ဒါပေမဲ့ level 1ဆိုပြီးမဲ့ကျွန်တော်တို့ဘာတွေအသုံးပြုလို့ရမှာလဲဆိုရင်ကျွန်တော်တို့ wallet လေးထဲမှာတစ်ချက်လောက်ဝင်ကြည့်လိုက်ရအောင်ပါ ဲ့တော့ကျွန်တော် wallet တွေကိုဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ level 1ပေါ့ level 1ဆိုလို့ရှိရင် money transfer to မြန်မာပေါ့နော်ဒီအပေါ်ဆုံးကဒါမြန်မာနိုင်ငံကိုတော့မွေလွှဲလို့မရဘူးပေါ့လေနော်မြန်မာနိုင်ငံကိုမွေလွှဲမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီအဲ့ဒီ function တွေအများကြီးပေါ့သုံးကျင်နေဆိုရင်ကျွန်တော်တို့ level 2 account ဖြစ်ရမယ်ပေါ့ဥပမာ passport အပြင်တခြားကျွန်တော် work permit တို့ time driver license တို့နော်အိမ်အိမ်စာချုပ်ပေါ့အထူးသဖြင့်ပေါ့ထိုင်းနိုင်ငံမှာနေထိုင်ကြောင်းအထောက်အထားတစ်ခုခုပေါ့ကျွန်တော် level 2ဖြစ်ဖို့လိုမှာဖြစ်တယ်ကျွန်တော်တို့ဒီ wallet limit ပေါ့နော်ဒီကျွန်တော်တို့ ကောင်းရဲ့ limit ကတော့ဒါဘတ်3000ပေါ့เนาะကျွန်တော် level 1ဆိုရင်ဘတ်3000ရှိမယ် level 2ဆိုရင်တော့ဘတ်5000ရမယ်ပေါ့เนาะပြီးရခါမှာဆိုရင်ကျွန်တော်တို့ B payment နေပြီးရင်ဖုန်းပေးဖြစ်တာတွေကျွန်တော်တို့လုပ်လို့ရမယ်ပြီးရခါမှာဆိုရင်ကျွန်တော်တို့ online payment တွေလုပ်လို့ရမယ်เนาะနောက်ပြီးရခါမှာဆိုရင်ကျွန်တော်တို့ဒီ True Money Wallet application ကနေတစ်ဆင့်ကျွန်တော် level 1ဆိုရင်လည်းပဲကျွန်တော်တို့ virtual master card နှစ်ကပ်เนาะရှောက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်တော့တော့အခုလိုမျိုး passport နဲ့ကျွန်တော်တို့ရှောက်လို့မရဘူးပေါ့เนาะအခုလုံးလုံးစင်မှာဒါ virtual master card တွေပေါ့เนาะဒါ ဒါအသုံးများတယ်ကျွန်တော်တို့ဝေတွင်းဝေထုတ်လဲလွယ်ကူတယ်ပေါ့နော်ဒီထိုင်းနိုင်ငံကနေ official ပေးနေတယ်ကျွန်တော်တို့ virtual master card ကို shop ပြီးတော့မှကျွန်တော်တို့ online shopping မှာနောက်တချို့မြန်မာမြန်မာပြည်မှာရှိတဲ့ဒီ visa card တွေ master card တွေလက်မခံတဲ့နေရာတွေမှာဒါအသုံးပြုလို့ရတာကိုတွေ့ရပါတယ်နော်ဒီ video လေးကို channel တက်လို့ဆိုရင် like and subscribe လေးနှိပ်နှိပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်